်မင်္ဂလာပါရှင်11ရုပ်တရက်စက်တင်ဘာလ16ရက်နေ့ညပိုင်းသတင်းဒါထုံးမှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့မန္တလေးမြို့ရှိ Sky Villa ပြိုကျမှုမှရုံလောင်200ခန့်ဦးရရှိပြီးတဲ့နောက်ရှာဖွေရေးလုပ်ငန်းများပြီးစီရနာခဲ့ပြီးနေထိုင်သူများရဲ့ရေနာပစ္စည်းများပါဝင်မြေစာချုပ်ဆိုင်ကယ်ကားများကိုလည်းလာရောက်ထွက်ယူရန်ကြေညာတဲ့တဲ့ ရွေးမြို့နယ်နှစ်ကင်ကျေးရွာမှာတပေါင်းချက်တန်ငွေစက်ကူအတူများပြုလို့သုံးဆွဲနေတဲ့အမျိုးသမီးတဦးဖမ်းဆီးရမိရဲ့တဲ့။အဂတိလိုက်စားမှုများကိုအဆုံးသတ်ရန်စနပြသူများရဲ့တောင်းဆိုချက်များအတိုင်းလှုပ်ဆောင်ပေးသွားမယ်လို့နေပေါ်ဝန်ကြီးချုပ်တဲ့ပြောကြားရတဲ့တဲ့။အမေရိကန်နဲ့တရုတ် TikTok ကိစ္စသဘောတူညီချက်ရပြီလို့ Trump အစိုးရကြေညာရတဲ့တဲ့။မန်ယူတင်ချန်ပီယံလိဝင်ခွင့်ရရှိဖို့ထက်တန်းစင်ရဖို့ကဖြစ်နိုင်ခြေပိုများတယ်လို့စူပါကွန်ပျူတာတွက်ချက်ထားတဲ့အစားရှိတဲ့တွေမျိုးကိုတင်ဆက်ပါပါ ။ဦးစောသတင်းတပုတ်အနေနဲ့မန္တလေးမြို့ရှိ Sky Villa ပြောကြားမှုမှရောလောင်း209ဦးရရှိပြီးတဲ့နောက်ရှာဖွေရေးလုပ်ငန်းများပြီးစီးရနာခဲ့ပြီးနေထိုင်သူများရဲ့ရနာပစ္စည်းများပါဝင်မြေစာချုပ်ဆိုင်ကယ်ကားများကိုလည်းလာရောက်ထွက်ယူရန်ကြေညာတဲ့တရင်ကိုတင်ဆက်ပါမယ်။ မန္တလေးမြို့ Sky Villa ပြောကြားမှုကနေရော်လောင်း209ဦးရရှိပြီးတဲ့နောက်ရှာဖွေရေးလုပ်ငန်းတွေ PC ရန်နာပြီဖြစ်တာကြောင့်အခန်းနေထိုင်သူတွေရဲ့ရန်နာပစ္စည်းတွေပါဝင်တန်မိုးရှိမြေစာချုပ်ဆိုင်ကယ်ကားတွေကိုလည်းလာရောက်ထွက်ယူနိုင်ကြောင်းသိဆုံးသူတွေအတွက်ဒုတိယကြိမ်ယူနာဂျေပေးအပ်ပွဲခန့်နှမှာအုတ်ချွေတောင်ဝင်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ် Sky Villa ပြောကြားမှုကနေရော်လောင်း209ဦးရရှိပြီးတဲ့နောက် ရှောက်ဖွေးလုပ်ငန်းတွေပြီးစီးပြီဖြစ်တာကြောင့်အစာအုပ်ရှိမှရှိတဲ့လမ်း60ကိုလည်းပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။ပြိုကျပျက်စီးသွားတဲ့အခန်းပိုင်ရှင်တွေရဲ့တံမိုးကြီးလက်ဝတ်ရည်တနာတွေမှတ်ပုံတင်ဖန်ဆောင်အုပ်မြေစာချုပ်စတဲ့ပစ္စည်းတွေကိုလာထုတ်ဖို့ကြံပါသေးတယ်။ ဖြစ်စဉ်ချင်းဖြစ်ပြီးတဲ့နောက်တချို့ကလည်းဒီနေရာကိုမလာကျင်တော့လောက်အောင်စိတ်ထိခိုက်ကြရတာတွေလည်းရှိတယ်။အဲ့တော့ပစ္စည်းတွေကျန်နေသေးတယ်။ရှောက်ဖွေရှင်းလင်းလုပ်ငန်းတွေပြီးသွားတာမို့ကိုကိန်းရုံကဖျက်သိမ်းတော့မှာပါ။တရနေ့ရက်နေ့မရှိတော့ပါဘူး။မရသေးတဲ့သူတွေအနေနဲ့ကုမ္ပဏီနဲ့ဆက်သွယ်ပြီးလာရောက်ထွက်ယူနိုင်ပါတယ်။မော်တော်ယာဉ်28စီးဆိုင်ကယ်အစီး90ကျော်ပါဝင်ပါတယ်လို့ခရိုင်တဘာဝဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တဦးကပြောပါရယ်စကိုင်းဗီလာပြိုကျမှုဖြစ်စဉ်ကတည်ဆုံးခဲ့သူတွေအတွက် ပထမအကြိမ်ဂယူနာကြီးဘေးရပွဲကို7မှ8ရက်က82ဦးဒုတိယအကြိမ်ဘေးရပွဲကို7မှ15ရက်မှ84ဦးတို့ကိုငွေကျပ်သိန်းတရာစီဘေးအပ်ထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရေမြို့နယ်နှစ်ကရင်ကျေးရွာမှာတပေါင်းစက်တံငွေဆက်ကူအတုများပြုလုပ်သုံးဆွဲနေတဲ့အမျိုးသမီးတူဖန်စီယာမီရဲ့သတင်းကိုတင်ဆက်ပါမယ်။ မွန်ပြည်နယ်ရင်းမြို့နယ်နှစ်ကင်ကျေးရွာမှာလာရောက်ငှားရဲနေထိုင်ပြီးတပေါင်းချက်တန်ဝေဆက်ကူအတုတွေပြုလုပ်သုံးဆွဲနေတဲ့ဆိုတဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးရမိခဲ့ကြောင်းဒေသခံတွေနဲ့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေထံကသိရပါတယ်။ငွေဆက်ကူအတူတွေပြုတ်လုပြီးသုံးဆွဲနေတဲ့ဆိုတဲ့အမျိုးသမီးဟာအသက်28နှစ်အရွယ်မတ်မြူလင်းလင်းခေါ်သူစားစုသူဖြစ်ကြောင်းလွန်ခဲ့တဲ့6လခန့်ကမတ်မြူလင်းလင်းခေါ်သူစားနဲ့အတူခင်မုန်းဖြစ်သူနဲ့ အလုသမားဖြစ်သူအမျိုးသမီးတူရောဟာနှစ်ကရင်ကျေးရွာမှာရှိတဲ့ရဲစခန်းဟောင်းအနီးမှာရှိတဲ့နေရင်ကိုငှားရဲနေထိုင်ပြီးအထင်ဆိုင်ဖွင့်လှစ်ထားကြောင်းဒေသခံတူကပြောပါရယ်။၎င်းကဆက်လက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကသူတို့လင်မယားချင်းစကားများရန်ဖြစ်ကြလို့ခင်မိုးဖြစ်သူကတန်ဆန်ရာကိုတွားရောက်တိုင်ကြားခဲ့လို့စက်တမ17ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရှာဖွေဖမ်းဆီးမှုတွေလှုပ်ဆောင်သွားတာလို့သိရပါရယ်။အဲ့ဒီအချိန်ကြမှာပဲသူတို့အိမ်မှာငွေဆက်ကိုအတူလုံနေကြမယ်ရွာကလူတွေသိကြရတယ်လို့ပြောပါရယ်။ ၎င်းတို့ဟာငွေဆက်ကိုအတူတွေနဲ့ဝယ်ယူသုံးစွဲတာတွေလည်းလှုပ်ဆောင်ထားတယ်လို့သိရတာကြောင့်ဒေတာကန်တွေအနေနဲ့၎င်းတို့ငွေကြေးတွေဆုံရှုံမှာကိုစိုးရိမ်နေကြရကြောင်းလည်း၎င်းဒေတာကန်ကဆိုပါတယ်။ငွေဆက်ကိုအတူတွေပြုတ်လုံသုံးစွဲနေကြောင်းသတင်းအရပြီးခဲ့တဲ့စက်တဘာ17ရက်နေ့ကမတ်မြူလင်းလင်းခေါ်သူစားနေထိုင်ရာနှစ်ကရင်ကျေးရွာမှာရှိတဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ရာငွေကျပ်သသောင်းတန်ငွေဆက်ကိုအတူပြုတ်လုံရာမှာအသုံးပြုတဲ့ကာလာပရင်တာစက်ကူစာရွက်တွေငွေဆက်ကိုအတူပြုတ်လုံရာမှာအသုံးပြုတဲ့ကရိယာတွေနဲ့ငွေကျပ်သိန်း140ခန့်ပြုတ်လုံထားတဲ့ ပုံနှိပ်ထားတဲ့ငွေစက်ကိုအတူတွေကိုတွေးရှိသိသိရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေထံကသိရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးမတ်မြူလင်းလင်းခေါ်သူစာကိုရေးမျိုးမရဲစခန်းမှာပ31မြင်းဆောင်2025နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့အမှုဖွဲ့အရေးယူထားပြီးစစ်ဆေးမှုတွေလှုံ့ဆော်နေစေဖြစ်တယ်လို့သိရပါဗျ။ဆလပီအဂတိလိုက်စားမှုများကိုအဆုံးသက်ရန်စနာပြသူများ၏တောင်းဆိုချက်များအတိုင်းလှုပ်ဆောင်ပေးသွားမယ်လို့နေပေါ်ဝန်ကြီးချုပ်သစ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ အဲ့ဒီလိုက်စားမှုတွေကိုစုံသက်ဖို့ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေအတိုင်းလှုပ်ဆောင်ပေးသွားမယ်လို့နေပေါ်ဝန်ကြီးချုပ်သည့်ဆူရှီလာဂါဒီကစက်တင်ဘာလ15ရက်နေ့ကပြောကြားခဲ့ပါတယ်။နေပေါ်မှာလူငယ်ဆန္ဒပြမှုတွေကြောင့်အရင်ဝန်ကြီးချုပ် KP ရှာမောအိုလီပြုတ်ကျသွားခဲ့ပြီးတဲ့နောက်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့အသက်83နှစ်အရွယ်ကာကေကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။တရားသူကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ကာကေဟာရွေးကောက်ပွဲမကျင်းပမီလာမယ့်6လအတွင်းအဂတိလိုက်စားမှုကင်းစင်ရေးအတွက် ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကိုစီမံဖြေရှင်းနေရပြီးတရားဥပဒေစိုးမိုးမှုကိုပြန်လည်ထိန်းသိမ်းဖို့လှုံ့ဆော်လျက်ရှိပါတယ်။နေပေါ်မှာလူမှုမီဒီယာတွေကိုပိတ်ပင်တာကာလကြာရှည်ဖြစ်ပွားနေတဲ့စီးပွားရေးအကျတဲတွေကြောင့်စက်တမ၈ရက်ကစပြီးဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးဆန္ဒပြမှုတွေဟာလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးလွှတ်တော်အဆောက်အုံနဲ့အစိုးရအဆောက်အုံတွေမီးရှို့ခံခဲ့ရပါတယ်။ကျမတို့ဟာဂျန်ဆက်မျိုးဆက်တွေရဲ့တွေးခေါ်မှုနဲ့အတူလောက်ကန်ရပါလိမ့်မယ်လို့ကာကေကစက်တမ12ရက်မှာ ဝင်ကြီးချုပ်အဖြစ်အာဏာရယူခဲ့ပြီးတဲ့နောက်ပထမဆုံးလူသိရှင်ကြားမှတ်ချက်စကားကိုပြောကြားခဲ့ပါတယ်။ဒီအဖွဲ့တွေတောင်းဆိုနေတာကအာဂရိလိုက်ဆောင်မှုအဆုံးသက်ရေးကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့စီးပွားရေးတာတူညီမျှရေးဖြစ်ပါတယ်လို့ကာကီကပြောပါတယ်။ကာကီဟာစက်တမ14ရက်ကစင်ဂါတာဘာအစိုးရချန်ဝင်းရဲ့အစိုးရအဆောက်အအုံမှာအစည်းအဝေးမပြုလုပ်မီဆန္ဒပြမှုတွေအတွင်းတည်ဆုံခဲ့သူတွေအတွက်ဝန်내ချင်းအထိမ့်မဲ့အဖြစ် 10မိနစ်ကြာညိတ်သက်ခဲ့ပါတယ်။အဆိုပါစင်ကာတာဘာခြံဝင်းအတွင်းမှာရှိတဲ့အဆောက်အုံအချို့ဟာစက်တမ9ရက်ကစူပူအောင်ကြွားမှုတွေအတွင်းမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။စက်တမ၈ရက်နဲ့စက်တမ၉ရက်မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေနဲ့စုဖို့အောင်ကြွမှုတွေအတွင် လူ82ဦးထပ်မံတည်ဆောင်းခဲ့ကာ192ဦးထဏ်ရာရရှိခဲ့တယ်လို့အစိုးရအဖွဲ့အတွင်းဝန် Anna Raran Arya ကပြောပါရယ်ဒီဆန္ဒပြမှုဟာနေပေါ်ပြည်ရင်းဆက်အပြီးနဲ့ 2008ခုနှစ်ကဘီယင်စနစ်ကိုဖျက်သိမ်းခဲ့ပြီးတဲ့နောက်အဆုံးရဆုံးစူပူအောင်ကြွားမှုဖြစ်လာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American နဲ့တရုတ် TikTok ကိစ္စသဘောတူညီချက်ရပြီလို့ Trump ဆိုရကြေညာတဲ့သတင်းကိုတင်ဆက်ပါမယ်။ American မှာ TikTok လည်းပတ်မှုရမသွားစေမဲ့သဘောတူညီချက်တရက်ကို American နဲ့တရုတ်တို့ရရှိသွားပြီလို့ Donald Trump ဆိုရကစက်တင်ဘာလ15ရက်နေ့ကကြေညာလိုက်ပါတယ်။ American ဘဏ္ဍာရေးဝန်ကြီး Scott Bessent ရဲ့ထုတ်ပြန်ချက်မှာ ဘောင်းသဘောတူညီချက်တစ်ခုရသွားပြီဖြစ်ပြီး၎င်းကိုအပြီးသတ်ဖို့သမရထရမ့်နဲ့တရုတ်သမရရှီကျင်းဖင်တို့စက်တမ19ရက်မှာဆွေးနွေးကြမယ်လို့ဆိုထားပါတယ်။ဒီဆွေးနွေးမှုကနှစ်ဖက်စလုံးလာချီကြိုးပမ်းခဲ့တဲ့ထရမ့်နဲ့ရှီတွေ့ဆုံမှုအတွက်ရှေ့ပြေးဖြစ်တယ်လို့လည်းအမေရိကန်ရာရှိတွေကပြောပါတယ်။ဒီကိစ္စမှာသမရထရမ့်ပါခဲ့ပါတယ်။ပြည်ကရညကကျွန်တော်တို့သူနဲ့ဖုန်းပြောပါရယ်သူစီကတီးကြတဲ့ညွှန်ကြားချက်တွေရတယ်ကျွန်တော်တို့အရာကိုတရုတ်အရာရှိတွေစီအသိပေးခဲ့ပါရယ် တော်ရန်ထရမ့်သာဥမဆောင်ခဲ့ဘူးဆိုရင်ဒီနေ့လိုသဘောတူညီချက်ရမှာမဟုတ်ဘူးလို့ဗန်နိုင်းဝင်ကြီးဘက်ဆန်ကစက်တမ15ရက်ကမက်ဒရစ်မြို့မှာရောက်ရှိနေချိန်မှာပြောပါရယ် TikTok ဝယ်မဲ့သူကိုထရမ့်အစိုးရအဖွဲ့ကမကြေညာသေးပေမဲ့လည်း Oregon နည်းပညာကော်မတီရဲ့အမှုဆောင်ဥက္ကဋ္ဌ Larry Ellison ကဥဆောင်ပွဲရှိတယ်လို့အများစုကခန့်မှန်းနေကြပါရယ်အမေရိကန်မှာ TikTok အသုံးပြုသူတန်း190ဝန်းကျင်ရှိပြီးအများစုကလူငယ်တွေဖြစ်ပါရယ် TikTok လူမှုကွန်ရက်ဝင်မဲ့သူကိုတွေ့ထားပြီးတော့ Trump ကဇွန်လကောင်ကကြေညာလိုက်ပါသေး ောက်ဆုံးသတင်းတပုတ်အနေနဲ့မန်ယူတင်ချန်ပီယံလိဝင်ခွင့်ရရှိဖို့တက်တန်းစင်ရဖို့ကဖြစ်နိုင်ခြေပိုများတယ်လို့စူပါကွန်ပျူတာတွက်ချက်ထားတဲ့သတင်းကိုတင်ဆက်ပါမယ်။နာမည်ကျော်အချက်လက် website opta ရဲ့စူပါကွန်ပျူတာကတရားဒီမှာမန်ယူတင်ချန်ပီယံလိဝင်ခွင့်ရရှိဖို့တက်တန်းစင်ရဖို့ကဖြစ်နိုင်ခြေပိုများတယ်လို့တွက်ချက်ထားကြောင်းသိရပါတယ်။စပါးကွန်ပျူတာကပရီးမီးယားလိပြိုင်ပွဲဝင်အသင်း20ရဲ့အလားအလာအမျိုးမျိုးကိုတွက်ချက်ဖော်ပြခဲ့ရမှာ မန်ယူအသင်းအနေနဲ့ပရီးမီးယားလိချန်ပီယံဖြစ်နိုင်ခြင်း၃ညတက်သမ၁၈ရာခိုင်နှုန်းချန်ပီယံလိဝင်ခွင့်ရရှိနိုင်ခြင်း၄တက်သမ၁၈ရာခိုင်နှုန်းယူရိုပါလိဝင်ခွင့်ရရှိနိုင်ခြင်း၃တက်သမ၁၅ရာခိုင်နှုန်းတန်းစင်ရနိုင်ခြင်း၁၀တက်သမ၉၅ရာခိုင်နှုန်းရှိတယ်လို့တွက်ချက်ထားတာဖြစ်ပါတယ်။မန်ယူသင်းဟာပရီးမီးယားလိရဲ့အစဉ်လာထိပ်သီးအသင်းတွေထဲမှာတန်းစင်ရဖို့ဖြစ်နိုင်ခြင်းအများဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရသလိုထိပ်သီးအသင်းတွေထဲမှာချန်ပီယံလိဝင်ခွင့်ရနိုင်ခြင်းထက် တန်းဆင်းရဖို့ဖြစ်နိုင်ခြေပိုများနေတာကလည်းမန်ယူသတင်းသာရှိတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာပေးစရာကိုဦးဆောင်နေတဲ့လီဗာပူးအသင်းကတော့တန်းဆင်းရဖို့ဖြစ်နိုင်ခြေလုံးဝမရှိတဲ့သတင်းနဲ့တော့အသင်းအဖြစ်သတ်မှတ်ခံထားရပါဗျ။လက်တလုံးမှာတန်းဆင်းရဖို့ဖြစ်နိုင်ခြေအများဆုံးအဖြစ်သတ်မှတ်ခံထားရတာကတော့ဘန်လီအသင်းဖြစ်တယ်လို့သိရပါဗျ။11ရုပ်တန်ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်